ိမ်ထိုင်းတစ်ခုမှလည်းဒီစကားဘတော်မှမပြောမိစေနဲ့ဒီစကားကိုပြောမိနေတဲ့ရွေးရတော့ဒီအိမ်ထောင်ကွဲဖို့များတယ်နော်အဲ့စကားကဘာလဲဆိုတော့လေငါနေ့ကိုစိတ်ကုံတယ်ဆိုရယ်စကားဘတော်မှမပြောမိစေနဲ့ငါနေ့ကိုစိတ်ကုံတယ်ငါနေ့ကိုစိတ်ပြတ်တယ်ဆိုရယ်စကားကိုလေဘတော်မှတကယ်မပြောမိစေနဲ့တိလားဘာလို့လဲဆိုတော့လေအရာရာတိုင်းမှလေတိလားစိတ်ကုံတယ်စိတ်ပြတ်တယ်ဆိုတာလောက်လေ ကိုကလေခံစားရတာပဲရှိဘူးပြောခံရတဲ့သူကတော်တော်ခံစားရတာဟုတ်တယ်ပြောတဲ့သူအတွက်ကတော့ပြောလိုက်ပြီးသွားတယ်ဒါပေမဲ့ခံနေရတဲ့သူအတွက်ကမခံတာဘူးတကယ်အရန်ခံရခက်တဲ့စကားတလုံးဟုတ်တယ်နော်စိတ်ကုံတယ်စိတ်ပြက်တယ်ဆိုတာကတော့လေအတိတ်ပဲကိုတေချာစဉ်းစားကြည့်ဒီစကားဟာလေတော်တော်နှက်နေတာဖြစ်တယ်ပြောရမစ relationship တစ်ခုမှလေဒီစကားဟာပြောနေပြီဆိုရင်အော် तू ငါ့ကိုမချစ်တော့ပါလားအော် तू ငါ့ကိုအရင်လိုမဟုတ်တော့ပါလားဆိုတဲ့စိတ်ကိုခဏခဏခဏ ရက်တွဲနေတယ်လို့ဖြစ်တယ်နော်နောက်တစ်ခုကချစ်သူရီစားတမီရီစားမှာပဲဖြစ်ဖြစ်ခဏခဏလမ်းခွဲစကားမပြောမိစေနဲ့နော်ဘာလို့လဲဆိုတော့လေလမ်းခွဲစကားခဏခဏပြောကို ပြောတဲ့သူကတော့ရှာရိုးမရှိဘူးပြောနေတယ်ဒါပေမဲ့ဆွဲထားတဲ့သူအတွက်ကြတော့လေ ဒီစကားကတော်တော်နာကျင်ရတယ်တိလားအားကြောင့်မလို့လေအကောင်းဆုံးကတော့လေတိလားကိုကပြက်ဖို့လဲမစင်စားထားဘူးပြက်ဖို့လဲအစင်စင်မရှိဘူးဆိုရင်အကောင်းဆုံးတော့လမ်းခွဲစကားခဏခဏမပြောမိစေနဲ့ချစ်သူ relationship မှာတော့အဲ့လိုမျိုးရှိတယ်လို့လင်မယားမှာဆိုလဲပို့ဆိုးတယ်ခဏခဏသွားပြီးကြွားရှင်းမယ်ဆိုစကားမပြောမိစေနဲ့နေနဲ့ငါကွဲမယ်ကွာပြက်မယ်ကွာအဲ့ဒီစကားမပြောမိစေနဲ့ ဘာလို့လဲဆိုတော့လေပြောတဲ့သူအတွက်ကတော့ဟုတ်ပါတယ်ရင်းနေပြီတစ်ခါပြောနှစ်ခါပြောရင်းနေပြီနားထောင်နေသူအတွက်ကဘလို့မျိုးလဲဆိုတာနာကျင်ရလွန်တော့လေ तू ကလေပို့ပြီးမှဘလို့ပြောမလဲချက်ချင်းပြက်နိုင်တဲ့အတွက်မလို့ तू ကအချိန်ယူခွင့်ပေးတယ်လို့ဖြစ်သွားလိမ့်မယ်နော်ပြောရမယ်ဆိုရင်ကွာကွဲမယ်စကားစကားတခွန်းပြောလိုက်တိုင်းဒီမိမသားဖက်ပဲဖြစ်ဖြစ်ယောက်ျားဖက်ပဲဖြစ်ဖြစ် ခံစားနေရတဲ့အတွက်မလို့ ချက်ချင်း तू ကမကွဲနိုင်တဲ့အတွက် तू မှတုတ်ပြန်စကားမရှိဘူးတဖက်တက်ကတော့ငါနှစ်ကိုကွဲမယ်ငါနှစ်ကိုကွဲမယ်ဆိုဒီ relationship ကိုတိတ်ချစဉ်းစားကြည့်ဒီ relationship ကကျတော့ဘာနဲ့တူသွားလဲဆိုရင်တဖက်ကဆွဲမှမြေးတယ်လို့ဖြစ်သွားတယ် relationship လိုမျိုးဖြစ်သွားတယ်ဒီအတွက်ကြောင့်မို့လို့ပြောချင်နေနော်ကိုကတော့ဟုတ်တယ်စိတ်ထဲမပါဘူးစိတ်ညစ်တယ်အရင်စိတ်ညစ်လာပြီးမောပန်းလာပြီးစိတ်ပြက်လာပြီးစိတ်ရှုပ်လာပြီးဆိုတဲ့အချိန်ပြောမိတာမှန်တယ်ဒါပေမဲ့ တဖက်လူအပြောခံရတဲ့သူကကျတော့ဒီစကားကိုမမေ့ဘူးနော်မမေ့ဘဲနဲ့ तू ကဒီစကားကိုတက်ခတက်ခစဉ်းစားမှငါသူ့အခုမပြတ်နိုင်တိပိမယ်ငါအချိန်ရတည်းဆိုဖြည်း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 ချင်းနေ့ကိုခွဲခွာသွားတာဖြစ်တယ် तू ခွဲခွာတဲ့အချိန်မှာဆိုနေ့ကိုလိုင်းမှလည်းငါနေ့ကိုလမ်းခွဲမယ်ငါနေ့ကိုကြွာရှင်းမယ်ဆိုတဲ့စကားမပြောဘဲနဲ့ကိုဗတ်ပိုင်ပြသွားတာဟုတ်တယ်နော်ခဏခဏပြောနေတဲ့သူတက်ဆယ်ဆပြစ်တာဟုတ်တယ်နော်ဒါကြောင့်ဒီစကားကိုဘ